်မင်္ဂလာပါရှင် ကျမတော့ဖူအီအီနွယ်ပါ DV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ပြည်သူ့ပါတီဥက္ကဋ္ဌဦးကုကိုကြီးဟာလမ်းမတော်မျိုးနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့လာမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရွေးခန့်သွားမယ်လို့ဥက္ကုကိုကြီးကအတည်ပြုပြောဆိုလိုက်ပါတယ် စစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင် UEC ကအောက်တိုဘာလ19ရက်မှာရွေးကောက်ပွဲဝင်ပြိုင်ခွင့်ရတဲ့ကိုယ်စားလှယ်လောင်းတွေရဲ့အမိစင်းကိုထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီးအဲ့ဒီထဲမှာဥက္ကုကိုကြီးလည်းပါဝင်ခဲ့တာပါဥက္ကုကြီးဟာပြီးခဲ့တဲ့2015ရွေးကောက်ပွဲတုန်းက NLD ပါတီကနေဝင်ပြိုင်ဖို့ကြိုးပမ်းခဲ့ပြီး NLD ကကိုယ်စားလှယ်လောင်းအဖြစ်မရွေးချယ်ခဲ့တဲ့အတွက်လွတ်တော်အမတ်အဖြစ်လွဲခဲ့ရဖူပါတယ်။ အဲ့နောက်2018မှာပြည်သူ့ပါတီကိုတည်ထောင်ခဲ့ပြီး2020ရွေးကောက်ပွဲမှာတောင်းကလာပါမြို့နယ်ကနေရွေးကောက်ပွဲဝင်ပြိုင်ခဲ့ပေမဲ့2.8ရာခိုင်နှုန်းရာခိုင်နှုန်းသာမဲရခဲ့ပြီးတော့ရှုံးနေခဲ့ရပါတယ်။ဥက္ကုကိုကြီးတို့ရဲ့ပြည်သူ့ပါတီကလာမယ့်ရွေးကောက်ပွဲအတွက်ကိုယ်စားလှယ်လောင်း912ရောက်အမိစင်းတင်သွင်းထားပြီးကိုကိုကျွန်းမြို့နယ်ကလွဲလို့ကျန်တဲ့မဲဆန္ဒနဲ့အားလုံးမှာဝင်ရောက်ရှင်ပြိုင်သွားမယ်လို့သိရပါတယ်ရှင်။ မွန်ပြည်နယ်ရေးမြို့နယ်တွေကဝယ်ရဟိုင်းကြီးကျေးရွာကိုအောက်တိုဘာလ17ရက်မှာစစ်ကောင်စီတပ်ကစစ်ကြောင်းထုတ်ဝင်ရောက်လာပြီးဒေသခံတွေကိုဖမ်းဆီးပေါ်တာဆွဲတာနဲ့စာတင်ကြောင်းကပစ္စည်းတွေကိုဖျက်ဆီးတာတွေလုပ်ခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ဝယ်ဟိုင်းကြီးရွာကိုစစ်ကြောင်းထုတ်လာတဲ့အမှတ်963ချင်းမြန်တရင်အမှတ်983ချင်းမြန်တရင်နဲ့ DKP တပ်ဖွဲ့ဝင်တွေကအောက်တိုဘာလ20ရက်မှာဒေသခံတချို့ကိုဖမ်းဆီးပြီးစာတင်ကြောင်းတွေကိုဖျက်ဆီးသွားတာလို့သိရပါဗျ။ အဲ့စစ်ကောင်စီတပ်တွေကိုရေဘလူးတော်လိုင်းတပ်ဖွဲ့ကတွားရောက်ရှင်းလင်းတဲ့အခါမှာထွက်ပြေးသွားတဲ့အတွက်စစ်ကိုစစ်နဲ့တူအောင်တိုက်ဖို့နဲ့ပြစ်မရှိတဲ့ပြည်သူတွေကိုမထိခိုက်စေဖို့ရေဘလူးတပ်ဖွဲ့တာဝန်ရှိသူကပြောပါရယ်အော်တိုဘလ20ရက်ကလည်းမွန်ပြည်နယ်အာယူတောင်ကြီးရွာကစစ်ကောင်စီတပ်ရဲ့ရုံပိုင်းဆိုင်ရာတာဝန်ယူပေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်မျိုးမင်းစော်ဆိုသူကိုရေဘလူးတော်လိုင်းတပ်ဖွဲ့ကအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ရေဘလူးအဖွဲ့စီကလည်းသိရပါရယ်ရှင် အထက်တန်းပညာရေး၁၂တန်းမှဥပဒေပညာရပ်ကိုထည့်သွင်းသင်ကြားနိုင်ဖို့စစ်ကောင်စီကပြင်ဆင်ဆောင်ရွက်နေတဲ့အပေါ်ပညာရေးအတိုင်းအဝိုင်းနဲ့ဥပဒေပညာရှင်တွေကြားမှာပါဝေဖန်မှုတွေမြင့်တက်နေပါတယ်။ဝေဝေသတင်းပြပို့ထားပါတယ်ရှင်။အခြေခံပညာအထက်တန်းအဆင့်၁၂တန်းမှဥပဒေဘာသာရပ်ကိုထည့်သွင်းသင်ကြားနိုင်မှုဆရာဆရာမတွေကိုသင်ကြားရေး TOT သင်တန်းတွေစတင်ပေးနေပြီဖြစ်ပြီးဒီအပေါ်မှာပညာရေးအတိုင်းအဝိုင်းနဲ့ဥပဒေပညာရှင်တွေကဝေဖန်ထောက်ပြနေကြပါတယ်။ စစ်ကောင်စီကပေးတဲ့ဥပဒေပညာရက်ဟာဟန်ပြတာဖြစ်နိုင်ပြီးចောင်းသားចောင်းသူတွေကိုဥပဒေနဲ့ပတ်သက်တဲ့အကြောက်တရားတွေကိုသာတင် जा နိုင်ကြောင်း CDM ចောင်းဆရာဆရာနောင်ချိုကဝေဖန်ပါတယ်စစ်ကောင်စီဘက်ကပြောတဲ့ဥပဒေပညာရက်ဆိုတာဘယ်လိုပုံစံဖြစ်မလဲတော့ကျွန်တော်မသိဘူးပေါ့နော်ဒါပေမဲ့ဖြစ်နိုင်ခြင်းများတာကတော့သူတို့ဒီအကြောက်တရားပေါ့ဗျာဒီဘယ်အောင်လို့ရင်တော့ဘေးပုံမှန်နဲ့ညီစွန်းနေဆိုတဲ့အခါမျိုးတွေကိုအဓိကထဲ့ထဲ့ဖို့ပဲသူတို့လုပ်ကြမယ်လို့ထင်တာပဲဆယ်ကျော်သက်တွေကို အဲအဲ့ဒီဟာတွေရိုက်သွင်းဖို့အတွက်စဉ်းစားတာမျိုးလည်းဖြစ်နိုင်တာဗောနော်ဒါပေမဲ့ဘယ်လိုဖြစ်မယ်တော့ကျွန်တော်သိချာမသိပါဘူးအဲ့လိုပုံစံမျိုးဖြစ်ဖို့တော့ပုံများတယ်လို့တော့ကျွန်တော်ကတော့ထင်ပါတယ်ဘယ်လိုပြောမလဲဟန်ပြတက်တက်ပဲဖြစ်မှာပါဘယ်လိုဥပဒေပညာရဲ့လိုဟာမျိုးတကယ်ပေးဖို့အတွက်ဒီရက်တူတင်တန်းလောက်နဲ့ပေးပြီးတော့အဲ့ဒီဆက်စမတွေကပြန်တင်နေဆိုရဲဟာကြီးကတကယ်လည်းတွေ့ကြတော့မဖြစ်နိုင်ဘူးများပါတယ်အဲ့ဒါကဒီចောင်းသားចောင်းသူတွေကသက်ခံပုံစံပဲဖြစ်မှာဗောနော်ဟိုတကယ်နားမလဲပဲねဟို အယူကောက်လွဲတာတွေကိုပြန်ပေးပြန်တင်ချလို့ရှိရင်လည်းဒါကပူကျိုးရှိတာမျိုးမဟုတ်ပဲနဲ့စိတ်တော့ပဲဖြစ်စီမှာပေါ့နော်အဲ့ရတော့ကျွန်တော်ကတော့အဲ့လိုတော့ထင်ပါတယ်ဟုတ်တရားဥပဒေစိုးမိုးဖို့ဥပဒေအဖွဲ့အစည်းတွေပေါ်ယုံကြည်အားကိုးစေဖို့နဲ့ပြည်သူတွေဟာဥပဒေကိုနားလည်ဖို့စီမံချက်တစ်ခုအနေနဲ့ပန်းနိုင်ငါးရဲ့ချမှတ်ခဲ့ရမှာအခြေခံပညာရေးအထက်တန်းအစဉ်၁၂တန်းမှာဥပဒေဘာသာရပ်ကိုထည့်သွင်းပို့ချနိုင်မှုအတွက်ဆရာဖြစ်တဲ့နန်းတွေစတင်ဆောင်ရွက်နေပြီဖြစ်တယ်လို့ အော်တိုဘာလ17ရက်မှာပြုလုပ်ခဲ့တယ်။ဥပဒေရေးရာဝန်ကြီးဌာနတွေ့ဆုံပွဲမှာပြောကြားခဲ့တာဖြစ်ပါတယ်။တရားလွှတ်တော်ရှေ့နေတယောက်ကတော့ဒီပေါ်မှာဝေဖန်မှုတွေရှိနေပေမယ့်ထူးထူးခြားခြားပြောင်းလဲမှုတွေရှိလာမှာမဟုတ်ကြောင်းကိုပြောပါတယ်။အတကြအနေနဲ့ရတော့ပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးတော့ဗောနောဝါသနာပါတဲ့လူတွေဥပ္ပိပညာကိုလိလာခြင်းတဲ့သူတွေတို့ကတော့ဒါဟာလိကားတစ်ထစ်လူပဲမြင်တယ်ဗောနော တင်နန်းကနေတင်ပြီးလိုက်တဲ့တင်ယုံညွန်နိုင်နိုင်မယ်တင်နေမယ်ဆိုလို့ရှိရင်တော့စာကိုဖတ်ပြီးတော့တင်ကြားတဲ့ပုံစံပဲဖြစ်သွားမယ်အဲ့ဒီခါကျရင်ကျောင်းသားဘာဖြစ်သွားမလဲဆိုဥပဒေပညာရက်ပြီးဘလုံးတော်မှာပြင်းစရာကောင်းပါလားဆိုတော့ကိုသိသွားရင်တော့အဲ့ဒီလူတယောက်တော့ကဥပဒေဟာပြင်းစရာကြီးပါလားလို့ထင်သွားလိမ့်မယ်တင်ယုံညွန်နန်းမှာဥပဒေပညာကိုထည့်သွင်းပေးမယ်အချက်တည်းဝေဖန်မှုတွေတော့ရှိနေတယ်ဆိုပေမဲ့တကယ်တော့အမှန်တိုင်းပြောရင်တော့ဘာမှတော့သိပြီးတော့ထူးခြားတဲ့ပြောင်းလဲမှုကြီးမဟုတ်ဘူးအစိုးရအကြောင်းဆရာဆရာမတွေပြင် ပုဂ္ဂလိကဆရာဆရာမတွေကိုပါဥပဒေဘာသာရပ်ဆိုင်ရာ TOD သင်တန်းတွေတက်ရောက်ဖို့ညွှန်ကြားထားကြောင်းသိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွေထဲမှာပဲဆရာတွေအနေနဲ့သင်တန်းတွေတက်ရောက်နေရပြီးသင်ကြားရေးဆရာလုံလောက်မှုမရှိတဲ့အတွက်သင်ကြားရေးပိုင်းမှာအခက်အခဲတွေရှိနေကြောင်းပုဂ္ဂလိကဆရာတယောက်ကလည်းပြောပါတယ်။ကျွန်တော်တို့ကဦးပြောင်းထားပြောင်းလဲထားတဲ့စနစ်တကြီးတွေနေဦးမှာပဲကျွန်တော်တို့ပုဂ္ဂလိကဆရာတွေရော အစိုးရအကြောင်းဆရာတွေရောတော်တော်ကြီးကိုခက်ခက်ခဲခဲ ဟိုလေးလာတင်ယူနေရတယ်ပေါ့နော်ဆရာကြီးဘက်ကလေးလာတင်ယူရတာခက်ခဲနေတယ်လို့ခလေးတွေကလည်းမနေလိုက်ရခဲ့ပြီးရောလုံးမရတာကိုတွေ့ရှိရတယ်ပေါ့နော်အဲ့လိုဖြစ်နေတဲ့အချိန်ဒီမှာဒီလိုဆရာလိုဝဲချက်တွေတင်ယူရလိုဝဲချက်တွေကိုဖြည့်ဆည်းတာမဟုတ်ပဲနဲ့အကြောင်းမတည်တဲ့ဥပဒေပညာရေးကိုထည့်သွင်းတာကတော့တော်တော်အထိပယ်မရှိဘူးလို့မြင်မိတယ်ပေါ့နော်အဓိကတော့ခလေးတွေကစာအတက်တစ်ခုထပ်လုပ်ရတာမျိုးကိုသူတို့တွေမနေမျိုးသူတို့ဆရာကြီးအနေနဲ့ကလည်းဟိုထပ်ပြောတဲ့ဆရာကြီးအလုံးလုံးရှိတာမဟုတ်တဲ့အတွက်ကြောင့်မလွယ်ဘူးပေါ့နော်ဆရာကြီးအနေနဲ့လည်း သူလုတ်ချင်တာကိုသူထားလုတ်တယ်လို့ပဲကျွန်တော်တို့မြင်တယ်ပေါ့နော်ခင်မီဖွံ့ဖြိုးတိုးတက်ပြီးတည်ငြိမ်အေးချမ်းတဲ့နိုင်ငံကိုတည်ဆောက်နိုင်မှုလူတိုင်းဥပဒေကို သိရှိလိုက်နိုင်ရမှာဖြစ်လို့အခြေခံပညာရေး grade 11နဲ့ grade 12တွေမှာဥပဒေဘာသာရပ်ဆိုင်ရာတွေကိုသင်ကြားပို့ချရမယ်လို့စကောင်းဆောင်က2024ခုနှစ်ကမ္ဘာ့ဆရာများနေအထိမ်းမဲ့တော်ဝန်လာမှာကတည်းကထည့်သွင်းပြောကြားခဲ့ပူပါတယ်ကျွန်မဝေပါ မန္တလေးတိုင်းမိုးကုတ်မြို့အရှိပိုင်းဖျားငားစုအနီးနဲ့ကံတော်ရက်ွက်ကိုစစ်ကောင်စီတပ်ကအော်တိုဘားလ22ရက်နေ့နေ့လယ်3နာရီလောက်မှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်၃ရောက်တည်ဆုံးပြီးပျောက်ဆုံးနေသူတွေလည်းရှိတယ်လို့မြို့ကန်တွေကပြောပါရယ်စစ်ကောင်စီတပ်ကမိုးကုတ်မြို့ဖျားငားစုအနီးနဲ့ကံတော်ရက်ွက်ကဖူဆယ်ဘောလုံးကွင်းအနီးကိုဘုံတလုံးစီထပ်မံကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါရယ်ပထမတလုံးကျဲချပြီးတိတ်မကြခင်မှာပဲနောက်ထပ်တလုံးလာကျဲတာဖြစ်ပြီးမြေကြီးတွေပါတုံတယ်လို့ဝိုးကုတ်မြို့ကန်ကပြောပါတယ် ဘုံကျဲမှုကြောင့်ကန်တော်ရက်ကွက်ဖူးစဲဘောလုံးကွင်းမှာဘောလုံးကစားနေသူတွေတိုက်ဆုံထိခိုက်တာရှိခဲ့ပြီးအရေးအတွက်အတိအကျကိုတော့ DVB ကအတည်ပြုဖို့ကြိုးပမ်းနေဆဲဖြစ်ပါတယ်။စစ်ကောင်စီတပ်ကအော်တိုဘားလ20ရက်ညနေပိုင်းတုန်းကလည်းမိုးကုတ်မြို့အနောက်ပိုင်းကကြောက်ဖားရွာအနီးမှာရှိတဲ့ကြက်ချံကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ပြီးအဲ့ဒီမှာလူထိခိုက်မှုတော့မရှိခဲ့ပါဘူးရှင်။ DVB ရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကျမတို့ဖူးအီအီနဲ့ပါကြီးစုနာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။